ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်မှာမန္တလေးငလျင်ကြီးကျောင်းအင်းလေးဒေသရှိကျေးရွာများမှာလျှက်စစ်မီးတိုင်များပြိုလဲခြင်း၊ transformer များပျက်စီးခြင်းနဲ့လျှက်စစ်တံအားလိုက်များပြတ်တောက်မှုများပြန်လည်ပြုပြင်ပြီးဧပြီလ6ရက်နေ့ည9နာရီမှစပြီးလျှက်စစ်တံအားပြန်လည်ပြန်ပြုပေးနေပြီဖြစ်ပါတယ်။အင်းလေးဒေတာကေလာကျေးရွာဇရက်ကြီးကျေးရွာနဲ့ကြာတော်ကျေးရွာများမှာလျှက်စစ်မီအမြန်ဆုံးပြန်လည်ရရှိရေးအတွက်စီမံဆောင်ရွက်ခဲ့ရာကေလာကျေးရွာကော့ကဲရေးစခန်းနှင့်ယာယီစေးယုံဖုံးကြီးကျောင်း ကယ်ဆယ်ရေးစခန်းများသို့လျှက်စစ်မီပြန်လည်ပေးနိုင်ခဲ့ပြီးကြံကျေးရွာများသို့လည်းလျှက်စစ်မီအမြန်ဆုံးရရှိရေးအတွက်စီမံဆောင်ရွက်ပေးလျက်ရှိပါသည်။မန္တလေးငလျင်ကြီးကျောင်းရောင်ရွှေမြို့နယ်အင်းလေးဒေသအတွင်းရှိကျေးရွာအုပ်စု18အုပ်စုအင်ဂျီပေါင်း2298လုံးပျက်စီးခဲ့ပြီးဒဇိတ်တပိုင်းပျက်စီးအင်ဂျီ 995လုံးနဲ့လူဦးရေစုစုပေါင်း13383ဦးငလျင်ဘေးသင့်ခဲ့တာဖြစ်ပါတယ်။အလားတူညောင်ရွှေမြို့နယ်မှာငလျင်တန်းကြောင့်အမျိုးသား20နဲ့အမျိုးသမီး30စုစုပေါင်း90တိဆုံးခဲ့ကြောင်းသိရှိရပါတယ်ရှင်။